အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီနေရာကနေပြီးကျွန်တော်တို့စုမုံကောင်တောင်းပေးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့အေးပေါ့ကျွန်တော်ဒါမြန်မာစီမံမြန်မာမနက်အစောပိုင်းပေါ့နော်မနက်မြန်မာအစမနက်အစောပိုင်းမှာဒါကျွန်တော်ကျင်းပါသွားခဲ့တယ်ဒါကျွန်တော်တို့ အဲလီဗာပူးနဲ့ဒါကျွန်တော်တို့ကလာတာဆာရီနဲ့ပွဲစဉ်မှာလီဗာပူးကတော့ရှုံးပွဲဆက်ပြီးတော့ဂျုံခဲ့ရတယ်လို့ပြောလို့ရတယ်မဟုတ်လီဗာပူးတင်တာခရစ်စတယ်ပဲလစ်ကို2-1နဲ့ရှုံးခဲ့ပြီးရတာပဲမှာဒါဒီပွဲစဉ်မှာဒါကျွန်တော်လုံးဝဂိုးမသွင်းနိုင်ဘဲနဲ့ကိုရှုံးခဲ့ရတဲ့ကြောင့်ဒါလီဗာပူးတင်တာဒီယာဒီရတာ competitive ပွဲတွေမှာဒါဂိုးမသွင်းနိုင်တဲ့ပွဲစဉ်တစ်ပွဲနဲ့စတင်ပြီးတော့ထွက်လာခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်ပေါ့နော်အဲ့တော့ လီဗာပူးအသင်းအနေနဲ့ပြန်ကြည့်အောင်လီဗာပူးအသင်းရဲ့လက်ရှိမှာဒါကျွန်တော် personally ကကျွန်တော်တို့မြင်ရမယ်ဆို crack ကြီးအများကြီးပေါ်လာခဲ့တယ်။ Galatasaray အနေနဲ့ဒီနေ့ပွဲစဉ်မှာဒီထက်တောင်ပိုပြီးတော့ဂိုးပြတ်သွားနိုင်မယ့်အခွင့်အရေးတွေရှိတယ်။ Osimhen ရဲ့ဒါမှတည်ကြမှုတွေ Alisson ရဲ့တည်ကြမှုတွေနဲ့အတူဒါကျွန်တော်လက်ရှိမှာလီဗာပူးကဒီဒါကျွန်တော် Crystal Palace နဲ့ပွဲစဉ်နဲ့အတူတူပဲ။ဒါဒီနေ့ပွဲစဉ်မှာဒါရှင်းတယ် Galatasaray အနေနဲ့ဒါကျွန်တော် Liverpool အသင်းရဲ့ဒါကျွန်တော်အလွတ်ကိုတည်ဆောက်ပြီးတော့သူတို့အနေနဲ့ counter transition သွားတယ်။ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Liverpool ရဲ့နီးပြနေတာထူးခြားလေးလုပ်လာခဲ့တယ်ပေါ့နော်။ကျွန်တော်ပထမထင်တာကဒါကျွန်တော်တို့အဲ Sobo Slow right wing ပုံစံမျိုးထားပြီး right back နေရာမှာ Jeremy Frimpong ကိုထားခဲ့တဲ့အချိန်မှာလက်ရှိမှာ Frimpong ကို right wing ထားပြီး Sobo Slot ကို inverted ပုံစံမျိုးပြန်ထားခဲ့တယ်လက်ရှိမှာသူ့အနေနဲ့အလုပ်ဖြစ်ခဲ့တဲ့ပုံစံလေးကိုသူပြန်သုံးတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့က personally ya suggest လုပ်ချင်တာကကျွန်တော်အမြင်ပေါ့နော်ဒါကျွန်တော်ရဲ့ဒါလက်ရှိမှာ Florian Risk ကိုသူဈေးကြီးပေးပြီးခေါ်နေရကြောင့်သူ့အနေနဲ့ဒါသုံးတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါပေမဲ့ Florian Ris ကိုခဏခောက်ပြီးတော့အရင်ဗတ်တမနစ်ကဒါကောင်းခဲ့နေတာကျွန်တော်ကွင်းလက်ထရီယိုဖြစ်တဲ့ဆူဘူးရဲ့ဒါကျွန်တော် Graven Bay ရဲ့ McAllister အတွဲလေးကိုပြန်သုံးပြီးတော့မှ Eason နဲ့ပြန်ထုတ်သိမ့်ပြီးလို့ကျွန်တော်အနေနဲ့မြင်ဒီနေ့ပွဲစမှာဒါ Liverpool တို့ရဲ့ထိုးနှက်ချက်တွေတော်တော်လေးကိုကြီးမာတယ်ရှုံးသွားခဲ့တာကိစ္စမရှိပေမဲ့ဒါကျွန်တော်အမြဲတမ်းလိုတိုက်စစ်ပိုင်းမှာဒါကျွန်တော်ဒီနှစ်မှာ Liverpool အသင်းရဲ့ဂူးသွင်းများဆုံးသောကစားသမားဖြစ်တဲ့ Hugo Ekitike ကတော့ဒါကျွန်တော်လက်ရှိမှာဒဏ်ရာရသွားခဲ့ဖြစ်တယ်ပုံစံကြီးကအတိတ်တော့အခြေအနေမကောင်းဘူးလို့ပြောလို့ရမယ်ဒီမှာပါတယ်အလီဆင်ဘက်ကလည်းဒဏ်ရာရသွားခဲ့ပြီဖြစ်တယ်ဒီနေ့ပွဲစမှာဒါ Liverpool အသင်းရဲ့တိုက် စစ်ကတော့ကျွန်တော်ထုံးဝမ်းနိုင်မဲ့တာရှုံးမထကောင်းနေဆိုတဲ့ပုံစံမျိုးကြီးတွေ့ရတယ်ဒီနေ့ပုံစံမှာကျွန်တော်တို့တခါကြရင်ပြလောကကြီးရဲ့အပြောင်းလဲတွေအမြန်နေဆိုလူပုံစံမျိုးပေါ့နော်အဲ့တော့ဒါကျွန်တော်တို့တဖက်ရဲ့ဒါကျွန်တော်အော်ဇီမန်ရဲ့ပယ်နတီမရသေးခင်မှာလီဗာပူးအသင်းရဲ့ဒါကျွန်တော်တို့ထိုးဆက်ထိုးထိုးဖောက်မှုတွေတော်တော်လေးကိုခေါင်းခဲ့တယ်ဒါကျွန်တော်ကိုရီဂက်ကိုရဲ့ကန်ချက်ကိုလည်းဒါကျွန်တော်တို့လက်ရှိပြကြတဲ့အတိုင်းပဲပေါ့နော်ဒါကျွန်တော်တို့အဲဂိုးလိုင်းဘောကနေဒါရှင်းဖြုတ်ခဲ့တဲ့ဒီကိုဒါကျွန်တော်လက်ရှိမှာတော်လေးအဲ့တော့အဲ့ဒီကနေတောင်းချက်ဆွဲပြေးလာခဲ့ပြီးကောင်တာထရန်ဇီရှင်မှာပဲလီဗာပူးခံခဲ့ရပြီးတော့ဆူဘူစလိုက်မပါနှံ့မှုကတစ်စင်ဒါကျွန်တော်တို့ ပနဒီယူပေးခဲ့တယ်အဲ့တော့ငကူတဲ့ဒါပနဒီအာအာနေတယ်ဒါကျွန်တော်အလီစင်အနေနဲ့ sorry အော်စီမန်ရဲ့ဒါကျွန်တော်တို့ပန်နတီအတွေ့မှာတော့ဒါကျွန်တော်တို့ရှုံးနေသွားခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲစမှာဒါကျွန်တော်တို့လီဗာပူးသင်းဘက်ကလည်းဂိုးရနိုင်ချေရှားတဲ့အများကြီးပါဒါကျွန်တော်ပါစန်တီဂျီချော့ချန်စတီအများကြီးရှိတယ်ဒါပေမဲ့ပြန်စစချင်းမယ်ဒီနေ့ပွဲစမှာလီဗာပူးသင်းနဲ့ဒါကျွန်တော်ရှေ့ကခရစ်စတယ်ပယ်လစ်ကခရက်ဒီဒိုင်မန်ဒေါ့ရှောက်ထွက်နေတော့တွေ့ရမယ်လီဗာပူးသင်းနဲ့ခုလက်ရှိမှာအဓိကပြတ်မှတ်လို့ပြောပါဆိုရင်တော့လက်ရှိသူ့ရဲ့ဖူဘက်တွေပဲဒါအောင်လီဗာပူးဒီနေ့ပွဲစမှာခန်ဆက်ကဒါကျွန်တော်တော်တော်လေး performance ကြီးကောင်းခဲ့တယ်ကူနာတီယောဗန်ဒိုက်ကိုအဆင်ပြေခဲ့တဲ့အတွက်ကြောင့်မို့ဒီထက်ပိုပြီးဂူးမပြတ်သွားလို့ကြည့်ရဒါပေမဲ့ပြဿနာတွေကဒီမြန်မာစပဲအဲ့တော့လီဗာပူးသင်းနဲ့ခုလက်ရှိမှာအရင် လူချင်းမာတာခန့်စစ်ကိုကောင်းကောင်းလဲလို့မရတဲ့ကြောင့်မို့အခုလက်ရှိမှာကူနာတေယောဗန်ဒိုက်ကိုမိနစ်90တောက်ရှော့ဆော့ရတာဖြစ်ပါတယ်။ဆောက်တတန်နဲ့ပွဲစဉ်နောက်ပိုင်းမှာဒါကူနာတေယောဗန်ဒိုက်ကိုလက်ရှိမှာမိနစ်90ခုလက်ရှိမှာ180ဆော့ဒါပြီးဒါပြီးရင်ဒါချယ်ဆီရဲ့အိမ်ကွင်းမှာဒါကျွန်တော်နောက်ထပ်ဒါတပွဲထပ်ဆော့အောင်အဲ့တော့ပြောချင်တာကလက်ရှိမှာဒါဗန်ဒိုက်ရဲ့ကူနာတီဆိုတာကူနာတီကူတိုင်းကတစ်ချက်မြင်တာ favorite ဖြစ်တဲ့ကြောင့်မို့သူ့ရဲ့ပြင်သစ်မှာလည်းဒါမိနစ်90ထပ်ဆော့အောင်မှာဗန်ဒိုက်ကလည်းလက်ရှိမှာတေချာနယ်သာလန်နဲ့ပွဲစဉ်မှာမိနစ်90ထပ်ဆော့ဖို့ရာခိုင်နှုန်းများတဲ့ကပ်တိန်လည်းဖြစ်နေတော့ပူတော့အဆိုးသေးတယ်အဲ့တော့ လီဗာပူးအသင်းနဲ့ဒါခန်းစင်ပိုင်းအတွက်အဖြေတစ်ခုရှာဖို့လုပ်ပြီးပြီးတော့နောက်တစ်ခုအနေနဲ့ဒါလီဗာပူးအသင်းအနေနဲ့ဒါကျွန်တော်ဓာတ်ပြားဟောင်းကြီးဖြစ်လာခဲ့တဲ့ circumstances ပဲဒါဟာလက်ရှိမှာဒီလိုပေါ့အဲ့တော့ Crystal Palace မှာလည်းဒီပုံစံမျိုးမှားပြီးအာနီဆိုရဲဒီနေ့ပွဲစဉ်မှာဒီပုံစံမျိုးထပ်မှားတယ်ဒီနေ့ပွဲစဉ်မှာ Gravenberg တို့လည်းကျွန်တော်တို့ Florian Reis ကတင်းရုံဆိုတဲ့ကွင်းလဲကွာဒီနေ့ပုံစံနီးပြနေအသက်သက်ပုံစံမျိုးထုတ်ခဲ့တယ်။ Tyson မှာတော့ Hugh Ekitiki နဲ့ Gakpo ရဲ့ဒါကျွန်တော်တွဲလုံးမျိုးတွေ့ခဲ့တယ်။ဒါ Frame Point နေနဲ့လက်ရှိမှာဒါ Right Wing ပုံစံမျိုးထွက်လာခဲ့ပြီ။ဒီနေ့ပုံစံမှာဒါ Frame Point အာတာ Jet တခုကိုသူတို့နေအသုံးချမှာပေါ့နော်။ဒါကျွန်တော်တို့ဒါအာ Leverkusen မှာသူ့ရဲ့ Tyson လိုက်ပါနံစုပ်ကိုအသုံးချရင်ဒီပုံစံမှာ Salah ကိုပေးနားမယ်ဆိုတဲ့ပုံစံမျိုးဒါကျွန်တော်နီးပြလုတ်ခဲ့တယ်။ဒါပေမဲ့ဒါအလုံးမဖြစ်ခဲ့ဘူး။ Frame Point နေနဲ့လက်ရှိမှာဒါ လီဗာပူးစင်ကဖရင်ပောင်ကအခုချိန်ထိကျွန်တော်တည်တည်ချာချာမတွေ့ရသေးဘူးလို့ပြောလို့ရမယ်ဒီမှာပါတယ်တော်တော်လေးကိုအားနေနေတယ်တိုက်ဆက်လည်းမလိုက်ပါနိုင်သေးလို့ခံစစ်ကူလည်းတော်တော်လေးအားနေနေတာတွေ့ရမယ်ဒီနေ့ပွဲသမားဒါသနာဘူးကောင်းတဲ့ဆိုဘူစလိုက်ပဲဆိုဘူဆိုင်နဲ့တဲ့သူ့ရဲ့ natural position မှာတော့သူတော်တော်လေးကို struggle ပြန်ဖြစ်တယ်ဒါပေမဲ့သူ့နဲ့သူအကောင်းဆုံးပြန်ကျူစားတယ်ဒါဟိုတလောကဒါကျွန်တော်တို့လက်ရှိ Arsenal နဲ့ပွဲစဉ်ကဆိုဘူစလိုက်ကိုသူပြန်မြင့်မှုကျူစားတယ်ဒါပေမဲ့ဒါတစ်ဖက်ရဲ့ counter transition ရဲ့ပါနတ်မှုတွေကအင်မတန်မှကြောက်ခမဲလိဖြစ်တယ်ဒါကျွန်တော်လဲချတဲ့နေရာမှာလဲချရတယ်ဒါကျွန်တော် timing ပြည့်တဲ့နေရာမှာ timing ပြည့်တယ်ဒါပြောချင်တာတူရကီအသင်းတစ်သင်း PP တူရကီကတင်းတင်းပြပြီးဆော့ဆော့သွားတယ်လို့မြင်တယ်အဲ့တော့တစ်ဖက်ကတော့ကျွန်တော်အော်ဇင်မန်လူဒါတိုက်စစ်မှုမျိုးရထားခဲ့တဲ့အတွက်ကြောင့်မို့လားလစ်ဗာပူးတွေကတော်တော်လေးကိုစဉ်းစားရတယ်ခုဖြစ်ခဲ့တယ်ပို့ဆိုးသွားတာဒါကျွန်တော် yin max လို့ဒါကျွန်တော်တို့ counter point တော်တော်လေးကိုဒါကျွန်တော် vision ရှိတဲ့ chart တိတ်အဲ့ chart တိတ်တော့မဟုတ်တော့ဘောနော်ဘဲတပွေလူမျိုးဒါကျွန်တော်တို့အော်ဇင်မန်လူဒါကစားသမား2ယောက်ပေါင်းလိုက်တဲ့အချိန်မှာလစ်ဗာပူးရဲ့ counter press မှာအင်မတန်မှပေါ့အော်ဇင်မန်ကိုတိုင်ကြီးပဲအလွတ်ကြီးပဲထွက်သွားခြင်းနှစ်ချိန်တိတိရှိခဲ့တယ် alison back ကတော်တော်ကြီးကိုကောင်းခဲ့တာရတယ်အော်ဇင်မန်ဖြုံးတာရဲ့ကြောင့်မို့လားကျွန်တော်တို့တော်တော်လေးကိုလစ်ဗာပူးနဲ့ခံပါသွားခဲ့တယ်လစ်ဗာပူးနဲ့ဒါကျွန်တော် shape ပွဲအ Atletico Madrid ကဒါသုံးမဲ့ရကြောင့်ဒီနေ့ပွဲစမှာတော်တော်ကြီးကိုခံသာသွားတယ်လို့ပြောလို့ရမယ်တဲ့မှာပါတယ်။သူ့ပေမဲ့တော့ညာလေလက်ရှိဒီနေ့ပွဲစမှာဒါဆွေးနွေးစရာတွေတော့အများကြီးရှိလာခဲ့ပြီ။ အဲ့ဒါကဘာကိုပြောချင်တာလဲလီဗာပူးသင်းရဲ့ဒီပုံစံမျိုးကြီးပဲဒါကျွန်တော်လက်ရှိဒါအရာတီဂျိုခြေစမ်းပွဲစဉ်ကတည်းကဒါလီဗာပူးအသင်းနေနဲ့ဒါကျွန်တော်ဒီ crack တွေတောက်လျှောက် slide ပေါ်လာခဲ့တာကိုဒါတော်တော်လေးကိုကျွန်တော်နေနဲ့အသေးရတယ်ဒါခုနကပြောအေးပေါ့ခမရတယ်ကျွန်တော်ကိုပရိသတ်မို့အသေးရဆိုခုနကပြောဆိုပြင်လို့မရတယ်ဒါကြီးပြင်လို့မရတာပေါ့ဒါ full back ကနေပြတာကျွန်တော် full back ဒါကျွန်တော်အုပ်လက်ရှိမှာလီဗာပူးသင်းရဲ့1-0နဲ့ရှုံးတယ်ဒါကျွန်တော် Crystal Palace မှာနေနဲ့1-0နဲ့ကိုကရှုံးနေပြီဆိုရင်အလွန်ကျွန်ရှစ်တက်မှုကိုလုပ်မယ်ဆိုရင်ဒါပြဿနာကိုတိုင်ကလီဗာပူးသင်းမှာ defensive midfielder မရှိတာဒီလိုမျိုးပွဲစဉ်တွေပေါ်တယ်ဒါမနစ်ကဆိုလီဗာပူးသင်းရဲ့ရှုံးနေတဲ့ပုံစံမျိုး တွေရှိခဲ့ပေမဲ့တကယ်တည်းနင်သား၅လားဟေးမှာဆိုကိုကဒါ dominant ball ဖြစ်တယ်ပြီးတော့ queen လယ်ပိုင်း queen လယ်ပိုင်းဒီနှစ်မှာ changes ကကျွန်တော်သူများကစားသမားတော့ကျွန်တော်ပြောတာမဟုတ်ဘူး Florian Ris အနေနဲ့ဒါကျွန်တော်လက်ရှိမှာသူ့ရဲ့ price tag ကသူ့ကိုဖိအားပေးနေလို့မြင်တယ် Florian Wiss ဒီနေ့ပုံစံမှာကိုဒိုင်ကန်သွင်းခွင့်ပုံစံမျိုးတွေဒါ၃ချိန်လောက်ရခဲ့ပြီမင်းသူများကိုပဲပေးဖို့အတွက်ကြိုးစားတယ်။လက်ရှိမှာ Florian Wiss နဲ့သူဟာ GA ရဖို့တက်ဆိုင်သူဟာ A ကိုပဲရဖို့အတွက်ကြိုးစားပြီး G ကိုရဖို့အတွက်သူဒါတိတ်ပြီးမတွေးခဲ့။အဲ့တော့ဒီနေ့ပုံစံမှာဒါကျွန်တော်ကိုဒီဂက်ကွေးဒါကျွန်တော်တို့ performance ရတာရှေ့တန်းမှာသူအကောင်းဆုံးလူတော်ပြောလိုက်ရတယ်ဒါမှမဟုတ်သူချတယ်ပေါ့နော်ဒါမှမဟုတ်သူအကောင်းဆုံးလူပြောလိုက်ရတယ်မှာပါအဲ့တော့ လက်ရှိမှာ Hugo Gigi နဲ့ဒါ Dan ရသွားခဲ့တယ်ဒီနေ့ပေါ်မှာဒါကျွန်တော်တို့နီးပြအနေနဲ့ဒါကျွန်တော်တို့တခုဆန်းဖို့လုပ်ခဲ့တယ်ဘောနော်ဒါ Alexander Isak ကိုတောင်းပန်မှာ flat ပုံစံမျိုးထွက်ခိုင်းပြီးတော့ဒါကျွန်တော်တို့ Hugo Gigi နဲ့သူတွဲဆော့မယ်ဆိုတဲ့ပုံစံမျိုးသူလုပ်ခဲ့တယ်ဒါပေမဲ့အဲ့ဒီ plan ကတော့အများကြီးအသက်မဝင်ခဲ့ဘူး Hugo Gigi Dan ရသွားတဲ့ကြောင့်ဒါဖရဲသခင်ကတော့ဒါအလုတ်ဖြစ်မယ်မှန်းသိလို့များတားနေတာလားလို့တော့ပြောလို့ရမယ်တော့ပါဒါပေမဲ့ခုနကကျွန်တော်ပြောခဲ့တဲ့ဥစ္စာအရာအလုံးပြောအဲ့တော့လက်ရှိမှာ FG တို့ဒါကျွန်တော်ဘက်ကိုပြန်လှည့်သွားပြီဘောနော် FG တို့အနေနဲ့ဒါဒီနေ့မှာတာဝန်တွေအများကြီးကြီးခဲ့တယ်တကယ်လဲဒါမခိုင်အပြောင်းရွှေ့တာရောက်လာခဲ့မယ်ဆိုလိဗပူးတင်ကဒီထက်ပိုပြီး solid ဖြစ်မယ်ဒ ဒါ100%ပဲနောက်တစ်ခုအနေနဲ့ပြောမယ်ဆိုတော့ကွင်းလဲပါတယ်အာနီစလော့အနေနဲ့အကယ်၍ Florian Rista အလုံးမဖြစ်ဘူးဆိုတာသိမယ်ဆိုရင် left wing လည်းမထားသင့်ဘူး AN လည်းမထားသင့်ဘူးဒါခုနကဟုတ်တယ်ကစားသမားအနေနဲ့အခုလက်ရှိမှာ price tag ကဒါကျွန်တော်တို့ဒါ Euro ဒါပေါ်လက်ရှိမှာဒါကျွန်တော်တို့ဈေးဆိုင်ရင်းနေဈေးဘာညာဆိုတဲ့စကားလုံးကိုပြောလို့ရတာမှန်ပေမဲ့တကယ်တဲ့အသင်းမှာအလုံးမဖြစ်ဘူးဆိုဒီစားသမားကိုဆက်ပြီးတုံးပါလား ကစားသမားတွေကဒါကျွန်တော်တို့လက်ရှိမှာပြည်သက်တွေကဒါအဒီပြောက်တာဒီအသင်းအနေနဲ့ဒုက္ခရောက်ခဲ့မှာအာဒီအနေနဲ့အဲ့လောက်ကိုစဉ်းစားသိပြီအဲ့တော့ဒါကျွန်တော်ဒီလိုဆိုရကျွန်တော်မက်ကလစ်စတာကိုတိုင်ပုံပြောက်ပါတယ်တကယ်ကိုမက်ကလစ်စတာကိုတိုင်ကျွန်တော်မိနစ်69မိနစ်ဒါကျွန်တော်တို့လက်ရှိမှာလစ်ဗာပူးအသင်းအနေနဲ့ဒါကျွန်တော်တိုတယ်အားလုံးမောင်းတော့ကျွန်တော်တို့ လူသား9ကိုစောစောစီလဲခဲ့တယ်။ဒါကျွန်တော်မိနစ်65မိနစ်68ပေါ့။ဥပမာကျွန်တော် EGDG အပေါ့။အကုန်လုံးဒါကျွန်တော်အိပေါ့။အကုန်လုံး PC မှာဒါကျွန်တော်မိနစ်80လောက်ရောက်မှ9ရောက်လုံးဂုံသွားတယ်။အဲ့တော့ဒီနေရာမှာဒါ Liverpool အတွက်လုံးဝ injury မရအောင် injury ရရင်တေးကြတယ်။အဲ့ကစားသမားဒါကျွန်တော်ကွင်းပြင်ထွားမယ်တော့မှရှိတယ်။အဲ့တော့လက်ရှိမှာ Liverpool အသင်းနေနဲ့ဒါကျွန်တော်တို့လက်ရှိပထမဆုံးအချက်ဒါလက်ရှိမှာ crack crack ကြီးအများကြီးပေါ့။ဒါ cancel ဘိုင်းနေအကုန်လုံးဒါ full back တွေ defensive မှာအရင်အားနေလာတယ်။ Okay ။နောက်တစ်ခုအနေနဲ့ကွင်းလယ်ဘိုင်း Andy Slot အနေနဲ့ဒါကျွန်တော်တို့ Florian Risco, facility Le Loop. ရတယ်ဆိုတာမှတ်ပေမဲ့အသင်းထိ kait နစ်နာအောင်ဆိုတဲ့ပုံစံမျိုးမလုပ်လို့မရဘူးလို့မြင်တယ်။အသင်းဒီအမြင်နဲ့ပထမဖြစ်တယ်။ Florian Wirtz ကိုကျွန်တော်ခုနကပြောအသင်းထက်ကျွန်တော်ပေါ်တင်တယ်ဘာညာလို့ကျွန်တော်ပြောနေတာမဟုတ်ဘူး။ဒါကျွန်တော်တို့ဒါကျွန်တော်အဲ့လိုမျိုးညင်းနေတာမဟုတ်ဘူး။ Florian Wirtz ကိုပွဲထုတ်တယ်လဲဆိုင်ဒါကျွန်တော်လက်ရှိမှာသုံးမှတ်ကဘယ်ဟာအရေးကြီးလဲ။ Florian Wirtz ကိုခဏခဏခောက်ဒါခုနကပြောနောက်ပိုင်းဒါကျွန်တော် training မှာပြန်ပြီးသူ integrate ပြန်လုပ်ပေးနေမှာသုံးမှတ်လေးဆိုတဲ့ပုံစံမျိုးပြန်သွားအဲ့လိုမျိုးလုပ်ပြီးမှ Liverpool ပြန်လုပ်တင်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။နှုတ်မို့ဆိုရင်တော့မလွယ်ဘူးလို့ကျွန်တော်အနေနဲ့ပုံကူကြီးကကျွန်တော်တို့မြင်မိတယ်။နှုတ်မို့ဆိုဒီထက်ပိုပြီးအခြေအနေ နေဒီဆိုးဘူးပဲရှိရလို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါပါတယ်အဲ့တော့တေချာတကွာဒါကျွန်တော်အရင်တုန်းကဆိုးဘူး slide ဒါ mechalister graveback ကောင်းနေတယ်ကွင်းလေလေးကိုခဏပြန်သုံးကြည့်ဒါကျွန်တော်လာမယ့်ဒါကျွန်တော် chelsea နဲ့ပွဲစဉ်မှာဒါ florian reus ကိုခဏလောက်အနာပေးပြီးတော့ဒါကျွန်တော်တို့တကုတ်ခုတော့ပြန်လှုပ်ကြည့်မှရမယ်ပွဲစဉ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒါလက်ရှိမှာဒီထက်ပိုပြီးတော့အခြေအနေဒါကျွန်တော်တို့တကောင်တော့ညမနဲ့တော့ဘူးလို့ပဲမြင်တယ်လက်ရှိမှာဒါ liverpool အနေနဲ့ဒါနှစ်ပွဲဆက်ရှုံးပွဲနောက်ပွဲမှာ arnis တော့နေတကုတ်ခုတော့ပြင်မှရတော့မယ်လို့ပြောရင်းနေပဲကျွန်တော်တော့သွားကုန်ပြီပါဦး ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာကျင်းလို့ဆက်ပေါအောင်ကူညီလို့ရပါတယ်။မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့။မြန်မြန်ကလစ်မှာမြန်မြန်နိုင်မှာဖြစ်ပါတယ်။အားလုံးမကြူတူပါနဲ့။ကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြရပါဘော။အားလုံးမကြူတူပါနဲ့။ကျွန်တော်ကွန်ပြူပါဗျ။ Diva ဗျ။